နဲ့လောက်ပဲပြီးလို့သားရလဲရတယ်တောက်လို့ဘဝနဲ့ရှာဘူးလေတောက်လို့စောလို့စောလို့မဘဝမဟာနဲ့ရှာဆိုမျိုးအဲ့တော့အမေကတီးသွားတဲ့အခါကျအာအဲ့ဒါသသလေးရဲ့ဖုန်ကံလဲပါတယ်ငါရဲ့အမေရဲ့ဖုန်ကံလဲပါတယ်တဖြစ်ငါနုထွက်တာဖက်ဆက်ပေါ်တော့ဟုတ်တယ်ဟုတ်တယ်ဖက်ဆက်ပစ္စည်းပဲဒါဖက်ဆက်ဆိုတော့အလုပ်လုပ်လို့ရရပါတယ် အမေတတလီရောငယ်သေးတော့လူမလောက်တန်သေးဘူးပေါ့လူမသွန်းတတ်သေးဘူးပေါ့တော့ဖက်ဆက်ပစ္စည်းကိုအမေကလူပါပါတယ်ပြောပြောပါလေလေမကျွမ်းကျင်လာပါဒီကတော့ကိုမတက်တဲ့နှုတ်ရီကိုအလူလောက်တယ်ဗျာအဆိုးလို့ရင်မေတ္တာလေးနဲ့လိုရတယ်ဗျာတန်ခိုးစင်နဲ့လို့လို့ဖြစ်ဖို့ဗျာတသမီးကိုချစ်ချင်တယ်တန်ခိုးစင်ချစ်နေမေတ္တာချစ်ကမတူဘူးဗျာ တာဝဇင်ချိတ်ဆိုတာကခင်တွေ့မှုပဲဗျာတဘောကြုံတော့တဘောကြစလို့လို့ပေါ့ကိုစိတ်တည်းမကြတာတွေ့တဲ့အခါကျတော့တတတတအိမ်မဟာအမြင်ရှင်းသားမမြင်ကြတော့မြင်မြင်လာလဲမမြင်ကြတော့သွားတော့သွားတော့ဂါဒီယန်အလဘတ်စိတ်ကဖောက်ပြီးတော့ပါစိတ်ကကွက်လာတော့လားဗျာအာတန်ဝဇင်ဗျာမေတ္တာဒါမျိုးမဖြစ်ဘူးဗျာတန်ဝဇင် မတိုင်မစင်လို့မတူမတူဗျအေးအေးလေးလောက်တတ်ပြန်သူကအားရမလို့နှုတ်တိုက်မယ်လောက်တန်းလောက်တိုက်ခုနပြောတဲ့တတိပညာရှိရထားမယ်သီလသမารီပညာသိက္ခာသမလန်းခင်မယ်မေဖို့နေပါဦးတဲ့ပြပနေထားမယ်တတလေးအင်းတို့ရိုးဆိုရတော့ဆိုတော့ဆိုရတဲ့ကောင်းမှုရောက်မိမိမှလည်း တရှိလို့ကြမ်းမချမ်းသာရပါ၏ချမ်းသာပြလို့ပါ၏ချမ်းသာပါစေတတလေးလေးဤနူဤကိုတော်တော်များလည်းကြောင့်တလေရှိပါစေကြမ်းလည်းကြမ်းပါစေဖုန်ဒီကိုချီတဲ့မြေကောင်းသားလည်းဖြစ်ပါစေတရားခတ်တဲ့အောင်ပါစေမြတ်မပါစေထွန်မဲထွန်လင်းတောက်ပြောင်ပါစေစသည်ဖြင့်မေတ္တာလေးတွေပို့ပြီးတော့မှလည်းကိုယ်လည်းပဲဒီကဲတော့တာဝန်နှုတ်ဤကြွေးရတော့ပါပါဝနာနာကုသိုလ်ကောင်းမှုကြောင့် ပဋ္ဌာနခေါ်တာပေါ့ဒါနကုသကမှုကြောင့်ဘူရင်နာရင်တည်ခြင်းကေယနိဗ္ဗာန်ချမ်းသာကို အမြန်ဆုံးအရာရာရောက်ရပါလိမ့်ဖေဟာကုသငါးမျိုးရအောင်လို့တိုက်တာဗျာတေဒါနရအောင်တိုက်တယ်ဗျာနေတရဏကုံရအောင်ရဏသုံးပါဥတီထားပြီးကမှတိုက်တယ်ဗျာသုံးငါးပါးတိလဆောက်တည်ပြီးကမှသတိုက်တယ်ဗျာလေမေတ္တာပို့ပြီးကမှတိုက်တယ်ဗျာ ငါဝိပဿနာရှုပြီးခါမှတိုက်တယ်ဗျာဝိပဿနာရှုတာကြတော့ဘုရားပြောတဲ့တန်ရွေးစဉ်နေရာမှာမေတ္တာလေးပြောင်းပေးတယ်ပေါ့ဗျာတတိယတတိယတော့နားမလဲတဲ့ဘာကိုသားဘောစကားအနေနဲ့ပြောချင်ကြပါအဖေအမင်းနဲ့သားတို့ကံရင်းဆုံးလို့လားတွေ့ကြတာတတိယကံရင်းဆုံးတော့တဘောအဘောတတိယနောက်ဘောကကြတော့ တူတူကပြန်ဖြစ်ခြင်းမဖြစ်တော့မှာပေါ့ပေါ်တန်တရားဆိုလဲပတ်နေတာဟုတ်ပဲကိုလည်းပဲအဲ့ဒီတိုင်းပေါ့အမေကပဲအရင်သွားမလားမသိဘူးပဲတော်တော်လေးကကံကကုံသွားလို့မတော်လို့စားလေးတွေရောက်တားလေးကပဲပြန်အရင်သွားမလားမသိဘူးပေါ့ကဲဒါတော့ခန္ဓာမခံမြဲပဲဘူးလားရဲ့ဒါလေးတော့တွေးလို့လက်သိပူစရာမလိုပါဘူးပဲကံစရတန်တရားမှာဘဝတန်တရားကျော်ရုံမှာ ဆွေမျိုးမတော်ဘူးသူတွေတရားမှမရှိရတော့ဘူးလားဒါရဲ့။ဒါနဲ့အမေကိုတွေ့သလိုပဲ။နောက်မှလည်းပဲဒီပြင်ဒီမျိုးပြောင်းပြီးတော့တွေ့ကြအောင်ပါပဲကွ။အဲ့တော့တန်ခိုးစင်နဲ့လိုက်ပြီးတော့ပူလောင်မနေတော့ပဲနဲ့မေတ္တာအေးအေးတက်ကလေးနဲ့ကရုဏာလေးနဲ့လွှမ်းခြုံပြီးတော့မှပဲဒါနဆစ်ဆစ်ပြေအောင်လို့တက်ကျွေးမယ်ကွ။ဧကမောရမင်းညာပညာနေပါဧကမြရရရောရပါလို့ဤ လေးနှုတ်တိုက်တိုင်းနှုတ်တိုက်တိုင်းနိဗ္ဗာန်တောင်းတယ်ဗျာဒါလေးဥပမာမေတ္တာလွန်ချုံပေးတယ်ဗျာမေတ္တာပို့တယ်ဗျာနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းပါဗျာကလေးနှုတ်တိုက်တာနိဗ္ဗာန်တောင်းလို့ရတယ်ဗျာတောင်းရစင်းနေတောင်းလို့မဖြစ်ဘူးဗျာမေတ္တာရှိစင်းနေတောင်းရပါတယ်ဗျာအဲ့လိုများတည်သွားကြမယ်ဆိုရင်တော့ဒီကလေးမျိုးဖို့ဖို့တို့ဖော်ဖို့တို့ဆိုပါတော့လေ လေရှေ့ရှေ့ကိုကြလာရောင်းနေတဲ့ပုဂ္ဂိုလ်တော့ပါပါငါတို့ကဒါမျိုးငငယ်ရမသိခဲ့ရဘူးကွာကလေးနှုတ်တယ်နိဗ္ဗာန်ရောက်အောင်ကုသရတယ်လို့မသိခဲ့ဘူးကွာတိများတိခဲ့ဟာငါတို့ပဲအလွတ်ခံနိုင်မလို့ငါတို့ဒါမျိုးမသိခဲ့ဘူးနားတော့ကွာနားတော့ကွာသာသမီဆယ်ယောက်တော်မွေးဖွားခဲ့တာလေကြီးစံတခါမှနိဗ္ဗာန်တောင်းပြီးတော့နှုတ်မတိုက်မိပါဘူးကွာ အခုလိုကြဟုတ်တယ်စဉ်းစားတော့မှန်လိုက်တာမှန်လိုက်တာမှန်လိုက်တာစာဒီဖြင့်တကယ်ကုသိုလ်စိတ်နဲ့လို့တကယ်ကိုမေတ္တာရှိစိတ်နဲ့လို့ပါဗျာမေတ္တာဥရှိတဲ့ကုသိုလ်စိတ်နဲ့လို့ရအိမ်ထဲမှာငေါတန်ဒီဩဇန်ဒီဟိတန်ဒီဆေတန်ဆိုတာအဲလုံးဝမကြားပါဘူးဗျာတလေထတော်မယ်ကွယ်ဖြတ်ခနဲ့ထတာပဲတမီးလေးထထတော်မယ်ကွယ် လင်္ကချောင်းလေးရွယ်လေးတဲ့အဲ့လိုစသည်ဖြင့်လင်လက်လင်မာရဲ့ရင်လေးရင်ကြီးတဲ့လည်းအင်းတဲ့ရနဆောင်အာရီရောက်သွားတဲ့အခါကျတော့ကုသိုလ်ရမကတော့ဘူးရင်ကြီးမှုဆောင်အာရီတွေဆိုင်တတိလေးတွေပဲရောက်ရှိသွားပါတယ်ဗျာဘာအနည်းကုသိုလ်စီရဲအကုသိုလ်ယူရလူဘဝနေရှင်စာဝယ်နေကုသိုလ်ရအောင်ယူပါနော်နေတဲ့ဦးပါတယ်နော်ဦးတော်တော်ကုသိုလ်မမင်းနေနော် နန်းရှိသွားသွားပြန်လျှောက်ပြီးတော့လေကြောင်ကလည်းသွားဆူမတောင်းနဲ့တော့ပြန်ပြီး ပြိုရပါလို့ဤနောက်ထပ်ပြန်ပြီးပြိုရပါလို့ဤမပြိုနေတော့ပြိုမယ်ဆိုရင်လည်းပြိုလဲသွားဖို့သာရှိတော့တယ်ဝန်ုပြိုတဲ့အစင်တော့ပြန်မရောက်တော့ဘူးအဲ့ဒါကဘာဝနာနဲ့စီကျော်လိုက်တော့နေစာနေစာနေစာဒုက္ခဒုက္ခဒုက္ခနတ္တနတ္တနတ္တဤကောင်းမှုကြောင့် မေညာဖွညာနေပါအမြရောက်ရပါလို့၏နေတဲ့ဆူတောင်းလို့ရပါတယ်ဗျာအဲ့လိုတယောက်တည်းတောင်းလို့လို့ရတဲ့အကြောင်းပြောတာပါဗျာမိသားစုအကုန်လုံးပေါင်းလို့လည်းပဲအလှလို့လို့ရပါတယ်ဗျာတရားနာဘူးရင်တော့ကောင်းကောင်းလုပ်တတ်ပါပြီဗျာတရားနာဘူးရဲ့စဖတ်တတ်တယ်ရတယ်ဘုသောတရားကခုနပြောသလိုပေါ့အားဖို့မလို့တိဖို့လို့တိအတိပဲတောင်းတာ ဒီကတတ်တာကိုပြောတာတံမြောက်တာတံမြောက်တာတံမြောက်တာချမ်းကျင်တဲ့တိတရားကိုယ်ကိုယ်လည်းသမစရရမယ်လေကိုယ်ကိုယ်အဝဝတရမယ်လေကိုယ်ဘာကိုအိမ်ပေါ်မှာနေရရမယ်လေကိုယ်ကိုယ်ရှိပါသုံးစေရမယ်လေအလုံးဟာကုသိုလ်တွေဖြစ်ရမယ်လေစာရလည်းစပီတိုင်းစပီတိုင်းတန်ကွာတန်ကွာအရင်စိတ်ထားရတဲ့ထောင်နာလေးရဲ့ အတော်အများကဘီလီယံသန်းနေရှိတွေ့ပဲမိလိမ့်မယ်တော့အများကြီးရှာရင်အများကြီးရတာ။ဩအစားတော့တတ်တဲ့ပုဂ္ဂိုလ်ကြပြန်တော့လေအကွန်စင်းပြမောစီရလည်းမရှိပါလား။တို့တို့လာရတယ်။စားတဲ့အခါတော့တဲ့အခါကျတော့ကုဏပြရမရှိမအားလူစကားတရားအရာမပြောရမရှိတယ်မဟုတ်ရှိတယ်။ရှိတဲ့ကြောင့်ခန္ဓာအကြောင်းပြုကုတော်ရဲ့အရာယူတယ်။ ရှိတယ်ရှိလို့နေချင်းစားတယ်စားချင်းအကြောင်းပြုပြီးကုတ်ကုတ်တော့ပဲယူတယ်စားလို့ဝါလို့ရတယ်အစားရင်ခန်းတွင်းထဲရောက်သွားတယ်ဘာလို့ကြံလဲဆိုတော့အယူအရင်းနေဝါမရတာလေးတွေဝါလို့မဖြစ်တာလေးတွေဒါကြံနေတယ်ပေါ့ဗျာခန္ဓာထဲတွန့်ထဲလို့လည်းမဖြစ်ဖဲကိုဗျာဘာလို့တော့လဲဆိုတော့ တရားအလုံးကိုတော်လုံးကျုံးနေတော့အဟုတ်ပါအောင်ဆဲอยู่ပါကရင်းကလည်းမျိုးချလို့မဖြစ်နိုင်တဲ့ဥစ္စာတွေအယုအယင်းနေဟောဟာဒီဟာလေးတွေပေါ့ဗျာဒါတွေကြတော့ဒါပါရစ်ဆိုင်ဆရာလို့တည်လေဟောဘူးဗါလေးရေးမဆိုင်ရပါလေကျုံးနေတော့ပါလေကျိုးဟာကုနာပြောတဲ့ခေါင်းဆောင်တရားနှစ်ပါလေ တတိနေပညာကောက်ကျွန်းနေဒုက္ခဟေးဟေးဟောလားသတဲ့မျိုးချလို့မဖြစ်နိုင်တဲ့အယိုးဒီအရင်နေအစုတ်တွေအနှုတ်တွေအကြောင်းတွေအကြားတွေဆုံးလို့ဆုံးလို့ဆုံးလို့အဲ့ဒါဒီကိုကိုကနေစာရှူအောင်မဟဲ့ဒုက္ခရှူအောင်မဟဲ့နတ္တရှူအောင်မဟဲ့အဲ့ဒါကိုကျွန်းနေဒုက္ခလို့ခေါ်လာပါဗျာတတိပညာချွတ်တုတ်ပြီးတော့မှလို့ပါ နိဗ္ဗာန်လမ်းကြောင်းကိုတင်ပြလိုက်တာပါဒီဘက်ကတော့ဝိပဿနာရှုတယ်ဆိုတော့နိဗ္ဗာန်လမ်းကြောင်းကိုတင်လိုက်တာအဲ့တော့ကျွန်းနဲ့တုတ်တယ်လို့လည်းခေါ်တယ်တတိပညာကျွန်းနဲ့တုတ်ပြီးတော့မှလာကွယ်ငါပါဇက်တဲ့ထဲမှာတော့မင်းတို့ပြန်ပြန်တွေ့လေတဲ့ဥစ္စာတွေဟာချင်းကြီးတွေဖြစ်ကုန်တယ်ကွယ်ခက်ခဲနေစားပေါ့ကွာနေစားနေစားနေစားဒုက္ခတွေပေါ့ကွာဒုက္ခ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  မျိုးလုံးကအဆင်မပြေတာဘူးပဲနတ္တ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 ဒီကဲတော့အနိစ္စဒုက္ခနတ္တလုံးသွဲရွယ်အတုံးပြရတဲ့ဤကောင်းမှုကြောင့်မင်းများဖွညာနိဗ္ဗာန်ဧကအမြရရရရောက်ရပါလို့၏ခန္ဓာတဲ့သွမ်းမရလို့ခက်ခဲဖြစ်နေတဲ့အယူအရင်အမိုက်တဲ့ရဲ့ဓာရီကိုလည်းအခုပါသလားရှုလိုက်သေးတယ်ဗျကုသိုလ်တရားတွေရတယ်ဗျအဲကုသိုလ်တူရပေါင်းလုံး၅မျိုးပေါ့ တိတဏ္ဍရဲ့နေတရဏဂုံရဲ့သောတိလရဲ့လေမေတ္တာသမารီရဲ့မေတ္တာသမารီတွင်တဲ့ရောင်ဒါနာတွေဖြစ်ကုန်တာပါဗျာအဝိပဿနာရဲ့ငါခုကုသတရားနေရနေတဲ့ခန္ဓာတွေမှာတွင်ပေးရမှာအရာယူကြရမှာအပြင်ဘက်ကခန္ဓာကြဘလားပြင်ပြင်ပဲနေတဲ့ဥမာပဲတူတော့နေစားမှာဖြစ်ဖြစ်မှာဥစားမရဘူးလေတရားမှာဖြောလို့မရဘူးတူတော့ နေတဲ့ဥနေမှာပဲဗျာဟိုတော့ကိုကအနာယူနေလေရဥပဒနာရှိပါဗျာကျောင်းဖို့ပြလို့နာပြီဆိုလဲထိုးတူပဲစကုလိုဖြစ်ကြလဲကုဘောပြမဥပဒနာရှိတာလဲမပြတ်ပါစေနဲ့ခန္ဓာကြီးကငါမပိုင်ဘူးဟဲ့အိဆာအိဆာအိဆာခန္ဓာကြီးကကိုယ်တော်မလိုက်လို့ဘူးရင်းစေတဲ့ဒုက္ခဒုက္ခဒုက္ခ ကနာကြီးကကိုပိုင်နဲ့အစီအပင်မပါဘူးအနတ္တနတ္တနတ္တအဲလိုကုသိုလ်ဖို့ထုတ်လူအလုံးဆိုတာကအိုရင်လည်းကုသိုလ်မမင်းနဲ့တော့နာရင်လည်းကုသိုလ်မမေ့ပါနဲ့တော့ဒီကယံဝဒန်းနဲ့ထားလဲငုံမပြည့်နိုင်လည်းဦးတော့လောက်အညံ့လောက်မညံ့စေနဲ့တော့ဘုရားသာသနာတွေတွေ့နေတယ်နော်လူစားကောင်းတော့သာမန်လူတွေမဟုတ်ဘူးအဲကြောင့်အိုလည်းကုသိုလ်အတွက်နာလည်းကုသိုလ်အတွက်ပဲ ညမိသားစုအလုံးဒါနာဖြစ်အောင်လုပ်နေရလဲပဲကဲမိသားစုရှိရလင်းက6ရှိတဲ့ဆိုပါတော့မိလေးတွေတားလေးတွေသမီးလေးတွေနှစ်ယောက်သုံးယောက်လောက်ရှိတဲ့ဆိုပါတော့နေရနေတဲ့ထမင်းဟင်ချက်ချက်ပြုတ်တဲ့ဆိုကြတဲ့ကစပြီးတော့မိသားစုရဲ့ကျမ်းမာအောင်ချမ်းသာအောင်ကုသိုလ်ပွားအောင်မေလံဖော်လာလျှောက်လန်းနေအောင်ကျမ်းမာချမ်းသာရှင်လန်းစွာနဲ့ကုသိုလ်လုပ်နေပါဘေး ခဲပွဲပေါ်စင်များကိုသူတို့လူတန်းမှာဒါနဖြစ်အောင်လုပ်မှာငါလည်းဒါနဖြစ်ရမယ်သူတို့လည်းကုသိုလ်ရဲ့အများကြီးတိုးရမယ်ချက်ပြောဟောချက်ပြောတော့ပြီးသွားတဲ့အခါကျတော့ဒီရောက်ရောက်ကဥဆောင်ပေါ့ဗျာအဖေဖြစ်ဖြစ်အမေဖြစ်ဖြစ်ပေါ့ဥဆောင်သူကဖိတ်ကြတယ်ကဲမိသားစုကြီးကျွန်မသုံးဆောင်ရပါတော့မယ်ကျွန်မဝိုင်းပြင်ပြီးပါပြီ ပြမမေတ္တာလေးနဲ့ဆက်ပြောလိုက်ပါသေးတယ်ဗျ။အဲမိသားတို့ဓမ္မဝင်ကိုတော့အထင်မသေးကြပါနဲ့နော်။ဘာဖြစ်လို့လဲဆိုတော့အလှပွဲကြီးဖြစ်နေလို့ပါတဲ့။မိသားတို့ဓမ္မဝင်မိသားတို့အလှပွဲကြီးများကြားပို့လို့လားဗျာ။လုံးလို့ရတယ်ဗျာ။လုံးတိုက်ရင်တော့ကုသရတိုးမယ်ဗျာ။အဲအောင်ကုတရားကကုနာတက်ဆိုလေအဲ့ဒါပေါ့။တိဟာတိဟာတက်ပဲ။ အာဘမလို့တိဘောလို့တိတော့တိတယ်တတ်ထားပြောတာအခုအင်ဒီယာမှာမိသားစုပုံစံအလှူပဲပုံစံနဲ့မိသားစုသုံးဆောင်ကြတော့မယ်ဆိုရင်တော့ဒီတရားလေးနဲ့ဆောင်ရဲသွားတအားပြောရကောင်းသွားမယ်ဗျာတအားကိုအတက်ဆက်ကောင်းသွားမယ်ဗျာဘယ်နဲ့နေတဲ့နေတာကုမစီရပြပြလာခဲ့မော်လိုက်တာလွန်နေပြီလေအလှူပုံစံနဲ့ဆိုတော့ကုမစီကမရှိတော့ဘူးရရရကြီးလာတော့မှာဗျာအဲတော့ ကဲဓမ္မဝင်ပြင်ပြပါပြီဓမ္မတုံဆောင်ကြပါတော့မယ်မိသားစုဓမ္မဝင်ကြီးတို့အထင်မသေးကြပါနဲ့တော့ဘာဖြစ်လို့လဲဆိုတော့အလိုပဲကြီးဖြစ်နေလို့ပါမိသားစုလူဝင်ကြီးပဲကြားဘူးသလားကဲတို့အင်းကတော့ကြားဘူးတော့မှာပေါ့လေအလိုပဲအလိုပဲကြီးဖြစ်နေလို့ပါတေရလို့အလူရှင်နေကြီးပါတေရလို့အလူခံနေကြီးပါ လူရှင်ကလည်းလူတန်းလူတန်းကုသိုလ်၅မျိုး၅မျိုးရအောင်လူအောင်ပါပါနော်ကိုယ့်ရဲ့မေတ္တာစေတနာရင်းနဲ့သူပါဇက်တဲ့ကိုကိုစားစရာလေးညာလေးနဲ့အာရုံပြုချက်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 ပေးနေတာလေးဟာကုသိုလ်အနန္တရဖို့ပါနော်ကုသိုလ်၅မျိုး၅မျိုးရအောင်ရအောင်ယူအောင်ပါအလူကံပုဂ္ဂိုလ်ကလည်းပဲကုသိုလ်၄မျိုး၄မျိုးရအောင်သုံးဆောင်ရမှာပါနော် ဒါနကကျွေးသူရဲ့ပေးသူရဲ့လက်ထက်ပို့လိုက်ပြီဆိုတော့တုံးဆောင်သူကကုသိုလ်၄မျိုးကျန်လို့တာပေါ့ဗျာအဲတော့တုံးဆောင်သူကလည်းကုသိုလ်၄မျိုး၄မျိုးရအောင်တုံးဆောင်ရမှာပါတေးတေးရမစ်တာလေးနဲ့ပြောပြပေးပါတယ်ဗျာပြောင်းအိမ်ထဲမှာတာသမီမိလေးတွေလင်္ကာချောင်းတဲ့အပြားလေးရှိတယ်ဆိုပါတော့ဗျာသူတို့တွေကလည်းကုသိုလ်ပါလို့ပေးပါတယ်ဗျာကဲတာလေးသမီးလေးမိလေးတွေရဲ့ တမဲသုံးဆောင်တော့နဲ့စကြတော့မယ်ကွယ်။ကဲတရက်တမီလိုသရဏဂုံသုံးပါဆောက်တည်ရမှာကွယ်။ကုသိုလ်၅မျိုးထဲမှာသရဏဂုံကအရေးကြီးပါဝင်နေတယ်ကွယ်။အဲ့ဒီသရဏဂုံသုံးပါဆောက်တည်ပြီးခါမှာသာရုတမီလိုကိုကျွေးမှာတော့သရဏဂုံမှာဆောက်တည်ပဲနဲ့ဘာမှမကျွေးဘူးကွယ်။ဘာမှမကျွေးဘူးဆိုတော့အကျက်ကန်တဲ့စကားမဟုတ်ဂုံတင်တဲ့စကားတို့သားတို့သမီးကတော့ဗျာ။ ရနာသုံးပါးနဲ့ပတ်သက်လာတော့အမတမတော်တယ်လွန်မတော်တယ်ရနာသုံးပါးတိတ်ကိုင်းဆိုင်တာတိတ်လေးစားတာကြောင်းသွားရနာသုံးပါးအချိန်မှသွားတယ်ကြောင်းကပြန်လာရနာသုံးပါးအချိန်မှအိမ်မလူဆရာဆက်လုပ်တယ်ညအေယဝနမေရနာသုံးပါးအချိန်အချိန်ပြီးကမှအေယဝနနဲ့အေယထားတယ်မျက်နှာတိပြီးကမှဖရာဥချတေချဥချရှိကိုအဲ့ဒါမှပညာရေးစာတီကိုဆက်လုပ်တယ်စာတီပြန် စိတ်နဲ့စိတ်ထားလဲယဉ်ကျေးတယ်မိဘကိုလေးစားတယ်ဗုဒ္ဓဘာသာ